ဒဏ္ဍာရီပုံမြင်တွေကမြည်ကဘာပေါ်မှာဒဏ္ဍာရီပုံမြင်စာအုပ်ထဲကအတိုင်းအလားပါဆုံးနေရာဒါမှမဟုတ်တခြားကဘာတစ်ခုစီကိုရောက်သွားလို့ထူးဆန်းတဲ့ခံစားမှုမျိုးပေးနိုင်တဲ့နေရာကိုပြပါဆိုရင်တော့အခုပြောမယ့်တူရကီနိုင်ငံကကပဒူရှားဒေသကြီးကိုပဲလက်ညှိုးထိုးပြရမှာပါပဲဒီနေရာကတကယ်ကဘာပေါ်မှာတကယ်ရှိနေတာလားလို့တော့ထင်မှန်မားရလောက်အောင်စမ်းကြတဲ့နေရာတစ်ခုပါသူမမရှိလို့အထီးကျန်နေတာဒီခဏမိပြီဒီနေရာမျိုးကိုဘာကြောင့်တစ်ခေါက်လောက်သွားတင်တယ်လဲဆိုတာကြည့်လိုက်ကြရအောင်ပါ ကပတူးရှားကိုစားရောက်တာနဲ့မျက်စိတဲ့အရင်ဆုံးဝင်လာမှာကထိတ်မှမှုပွင့်ကြီးတွေလိုအုတ်ထုတ်ကြီးတွေလိုစောင်းထားတဲ့ထူးထူးဆန်းဆန်းကြောက်တိုင်ကြီးတွေပါပဲဒေသခံတွေကဒါကိုနတ်သမီးမီးကိုတိုင်လို့ခေါ်ကြပါသည်ဒါရီဘလိုများဖြစ်လာသလဲဆိုတာကလည်းစိတ်ဝင်စားစရာပါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကဒီဒေသမှာမီးတောင်တွေအကြီးအကျယ်ပေါက်ကွဲခဲ့ပါသည်အဲဒီကထွက်လာတဲ့မီးတောင်ပြားတွေချော်ရီတွေကနေရာတစ်ခုလုံးကိုထူရက်စွာဖုံးလွှမ်းသွားပြီးမာကျောတဲ့ကြောက်လွားကြီးတွေဖြစ်သွားစေပါသည် အချိန်လေးကြာလာတော့လီနယ်မိုးရဲ့တိုက်စားမှုတံကိုခံရပြီးဒါပေမဲ့အပေါ်ကမာရဲကြောက်လွာကမပြည့်စည်သွားပေနဲ့အောက်ကပြော့တဲ့ကြောက်လွာတွေတိုက်စားခံရရင်းနဲ့ပဲအခုမြင်နေရတဲ့မှုဝင်းပုံစံခေါင်းနိုင်ပုံစံကြောက်တိုင်ကြီးတွေဖြစ်ကြံရှိနေတာပါပဲပြောရမယ်ဆိုရင်တော့သဘာဝတရားကြီးကထိုင်ပြီးစိတ်ရှည်လက်ရှည်ပပူးထူထားသလိုပါပဲကဘာဒိုရှာကိုကဘာကျော်စီတဲ့အဓိကအရာကတော့ဒါပါပဲမနက်စောစောမှာနေမထွက်သေးခင်မောင်မောင်မဲမဲအချိန်မှာလူကြီးမင်းတို့အဲ့ရာကထားရပါမယ်အဲ့နောက်လေဟာပြင်ကျဲကြီးစီကိုသွားလိုက်တာနဲ့ မီးတောင်နေလို့မီးတွေမှုတ်ပြီးတဖြည်းဖြည်းဖောင်းကားလာတဲ့မီးဘုံပြန်အလုံးရာနဲ့ခြေကိုတွေ့ရမှာပါလူကြီးမင်းသားအဲ့ဒီမီးဘုံပြန်နေတဲ့ကတခုပေါ်ပါသွားမယ်ဆိုရင်ညီထွက်လာတာနဲ့အမြအောက်မှာမြင်နေရတဲ့နတ်သမီးမီးကိုတိုင်နေကြကလှပတဲ့မြင်ကွင်းတခြားမိဘုံမြန်ရာပေါင်းများစွာနဲ့တူကောင်းကင်ဘုံမှာဝဲပြန့်နေရတဲ့ခံစားမှုကတော့တကယ်ကိုအိမ်မက်တစ်ခုလိုပါပဲအဲ့တော့က postcard ထဲမှာမြင်ရတဲ့ပုံမဟုတ်တော့ဘဲနဲ့ကိုရိုင်းအဲ့ဒီ postcard ထဲကိုခုံဝင်လိုက်တယ်လို့ခံစားရမှာပါဒီမြင်ကွင်းကြောင့်ပဲကဘာလဲခီးသွားတွေကဒီနေရာကိုယူယူမှုမှုလာနေကြတာဖြစ်ပါသေးတယ် ကဘတ်ဒူရှာရဲ့အံ့ဩစရာကမြေပေါ်မှာပဲမဟုတ်သေးပါဘူး။မြေကြီးအောက်မှာလည်းရှိနေပါသေးတယ်။ဒီဒေသမှာရှေးခေတ်ကတည်ဆောက်ခဲ့တဲ့မြေအောက်မြို့တော်ကြီးတွေအများကြီးရှိပါသေးတယ်။အထူးသဖြင့်ဒါရင်ဂူဂူဆိုတဲ့မြေအောက်မြို့တော်ကြီးဆိုရင်မြေကြီးအောက်ကို၈ထပ်လောက်ထိနှက်ပြီးလူပေါင်း၂000လောက်တပြိုင်နက်တည်းဝင်ပုံလို့ရပါသေးတယ်။မြင်တော်ပြောရမယ်ဆိုရင်တော့တောင်ဥက္ကလာတရက်ကွက်ဆာလောက်ကိုမြေကြီးအောက်မှာဒူးထားသလိုပါဘာလို့ဒူးထားတာလဲဆိုရင်တော့ရှေးခေတ်ကဆစ်ပေးတဲ့နေရန်သူတွေရဲ့နှိမ့်ဆက်မှုတွေကနေထွက်ပြေးပုံအောင်ပေါ်ပါပြီ။ အထဲမှာနေဖို့အိတ်ခန်းကြီးမီးဖို့ကြောင့်ဝိုင်းချက်ဆက်ရုံဖျားကြောင်းဒလိမ့်ဆန်ထားတဲ့နေရာကြီးနောက်ပြီးလေဝင်လေထွက်စနစ်တွေအထိပြည့်ပြည့်စုံစုံတိစောက်ထားတာကိုတွေ့ရမှာပါလူရီနဲ့ဝေးရပုံနေရမယ်ဆိုပေမဲ့ဒီလူရီရဲ့စီလုံးမှုနဲ့ကြိုးစားမှုကတော့တကယ်ကိုလေးစားစရာပါပဲဒီလောက်ရှေးဟောင်းနေရာကြီးကိုသွားလိုက်ရင်ဘယ်မှာတဲရမလဲဒေကန်နေရာတွေသွားရရမှာလားလို့တော့စိတ်မပူပါနဲ့ကဘတူရှာရဲ့နောက်ထပ်ထူးခြားချက်ကအဲ့ဒီနေသမီးမိကိုတိုင်ကြောက်တိုင်ကြီးတွေတောင်ကပယ်ရန်ကောက်ကူတွေကိုခင်မီစိန်ကဟိုတယ်တွေအဖြစ်ပြောင်းလဲထားတာပါပဲ ။လူချင်းမင်းတို့ကတကယ်ကြောက်ကူကြီးထဲမှာအဲ့ရမှာပါ။ဒါပေမဲ့ရှေးခေတ်လူတွေလိုမီးတို့ထွန်းပြီးနေရမှာမဟုတ်ပါဘူး။အထဲမှာစိန်ကြကြမျက်နှာသေးဖို့ရည်နှွေးနှွေးလေး။ညဘက်ကြည့်ဖို့ flat screen TV တွေတတောင်တတာရှိတဲ့မှုရာတွေအထိအကုန်အဆုံရှိပါလိမ့်။ရှေးဟောင်းကြောက်ကူတခုရဲ့အတွင်းပိုင်းခန်းစားမှုနဲ့ဇိမ်ငံပစ္စည်းတွေပေါင်းစပ်ထားရဒီ K4 Dairy မှာတဲခိုရတဲ့အတွေ့အကြုံကတခြားဘယ်နေရာမှာမှရရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကပတူရှာဆိုတာတဘာဝတရားရဲ့လက်ရာမြောက်မှု လူသားတွေရဲ့ကြံရည်ဖန်ရည်ရှိမှုနဲ့အိမ်မက်ဆန်တဲ့အတွေ့အကြုံတွေကိုတန်တရာထဲမှာရရှိနိုင်တဲ့နေရာတစ်ခုပါတကယ်လို့လူကြီးမင်းသားဘဝမှာတစ်ခါလောက်ဒဏ္ဍာရီပုံမြင်နေခဏရောက်သွားခြင်းနဲ့ဆိုရင်ဒီနေ့သမီးမိကိုတိုင်းရဲ့မြေကိုသွားရောက်လဲပတ်ဖို့အကြံပေးလိုက်ခြင်းပါရခင်ဗျာ